အဲထိုင်ကြထိုင်ကြဦးဇင်းပြောပြတော့ရာထိုင်နေဆိုတော့တရားကြင်အောင်လို့ဒီတရားနှလုံးမှာတရားဘုံမှာညာရောက်ဖို့ရည်ကြီးတယ်တရားမထိုင်တဲ့အချိန်မှာတော့ ေကုတဏံဘောရေတရားကိုကိုမသိပါဘူးကုလူတရားထိုင်လိုက်တဲ့အချိန်မှာကုတဏံဘောရေတရားကိုကိုညာနဲ့သိအောင်လုပ်တာပဲအဲဒီတော့ကိုညာနဲ့ကိုသိအောင်လုပ်ဖို့ရာကခြေပိုင်းမှာတဲ့တမာရိယောနာသီးပြကဒီလေးထွက်ရင်ထမှန်သိအောင်သတိကိုပြဌာန်းပေးပါနာသီးပြကဒီလေးဝင်လာရင် ဝိနည်းခိုင်မှသိအောင်တတိကိုပြဋ္ဌာန်းပေးပါတောက်လျှောက်သိရမယ်လို့ဒီလိုဆိုလို့ဒီမဟုတ်ဤနာတိပြာမှာရှိတဲ့ကာယပဓာရနဲ့လေဒီဟူသောဖုတ္တပန်နဲ့တွေ့လိုက်တဲ့အချိန်မှာဩလီလေးဝင်သွားပြီဒီလိုသိမှပြုတာမမေ့တဲ့တတိဆိုတဲ့တရားကြောင့်သိတာမမန်ကံကအားစိုက်တဲ့ဝရိယမက်ခင်ကင်းလို့လည်းသိတာ စိတ်တရားတခြားရပါသောအာယုန်တွေဘုံမှာကျက်စားမှုမရှိဘဲနဲ့ဒီအာယုန်တစ်ခုတည်းဘုံမှာတည်ကြည်နေတဲ့အခိုက်တံမှလည်းသိတာပဲဒါကြောင့်နာတိပြားက လေးလေးထွက်ရင်ထွမန်းသိတာသည်ငါတိမပါသူတိမပါပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမကသိတာမဟုတ်သိအပ်တဲ့မက္ခင်ဆိုတဲ့တတိဝရိယတမာရိမက္ခင်ကိုသိတာပဲလို့ဦးဇင်းတို့ဒကာရမတွေကနှလုံးသွင်းပြပါ ဒီလိုနှလုံးသွင်းမှမှသာလဲဥစဉ်တို့တရားဓမ္မတွေရရှိအပ်တဲ့တရားကိုရနိုင်တယ်တဲ့နှလုံးသွင်းမှရင်မဖြစ်သေးတဲ့အကုသိုလ်ဖြစ်ဖြစ်ပြီးသားအကုသိုလ်ကြီးပွားတယ်နှလုံးသွင်းမှလို့ရှိရင်မဖြစ်သေးတဲ့ကုသိုလ်ဖြစ်ရဖြစ်ပြီးသားကုသိုလ်ကြီးပွားရဒါကြောင့်သူတရားကျင့်နေတရားကျန်နေအားထုတ်တယ်ဆိုတာကနံပါတ်1အရေးကြီးဆုံးဟာ နှလုံးသွင်းမှန်ဖို့ရာအရေးကြီးပါတယ်ကိုယ်ခန္ဓာထဲမှာရှိတာကဓမ္မပုဂ္ဂိုလ်တ attva ဆိုတာသမှုရိသ္စာနေကပြောတယ်တကယ်ပရမတ္တသစ္စာနေနဲ့ကြည့်မယ်ဆိုရင်ယုတ်ဓမ္မနန္ဓမ္မဒီဓမ္မသဘောတွေဒါရှိတာကိုဓမ္မသဘောအတိုင်းသိအောင်ဘေးနှလုံးသွင်းမှန်မှုကနံပါတ်1အရေးကြီးဆုံးပဲလို့သူဘုရားကလည်းသောတာပန်တိဘုရားအင်္ဂါ၄ချက်ထဲမှာတို့ အာထုတ်တဲ့ယောဂီတွေဘက်ကယောနိသောမနတိကာယသောတပတ္တိအင်္ဂံဓမ္မာနုဓမ္မပฏิပတ္တိယသောတပတ္တိအင်္ဂံဒီတိချာချာကိုလိုကြီးမိတ်ရှိထားတဲ့အတိုင်းတို့ဆရာတော်ဘုရားကြီးရတယ်အေးဝိပဿနာလုပ်လုပ်တယ်ဆိုတာကြီးခြေပိုင်းကနှလုံးသွင်းမှမှုရေးကြည့်တယ်ဘယ်လိုနှလုံးသွင်းမှမှလဲဆိုတော့ပေါ်လာတဲ့တရားကပုဂ္ဂိုလ်တ attva ပေါ်လာမဟုတ်ဓမ္မဆိုရယ်ရုပ်ဖြင့်ရုပ်နာမ်ဖြင့်နာမ် တခုသောဓမ္မတင်ပင်ရှားရှားပေါ်လာတဲ့အပေါ်မှာအမှန်ကန်ဓမ္မသဘောတိုင်းလျော်အောင်သိမှဓမ္မနုဓမ္မပฏิပတ်တိဆိုရယ်ခန္ဓာရှိနဲ့ဉာဏ်သိနဲ့ကြိုက်အောင်ကျင့်နေကျင့်ပဲအဲ့ဒီအကျင့်ကျင့်နိုင်မှသာလည်းလည်းဥစဉ်တို့တရားဓမ္မတွေအရှိဓမ္မပေါ်မှာအသိဉာဏ်ကိမ့်မှသာလည်းအရှိနဲ့အသိနဲ့ကြိုက်ရင်ဒါယထာဘုဒ္ဓညာဒီကနေရင့်ကျက်သွားရင်နိဗ္ဗိဒညာ ဒီနိဗ္ဗိဒညာရင်းကျက်တဲ့ဆုံးမှာမဲ့ညာဘုံညာဆိုပြီးတော့ဒီလိုသေးသေးချာချာဆုံးမထားတဲ့တွေ့အရှိနဲ့သိနဲ့ကြိုင်အောင်ရှင်းပိုင်းကတမာဒီလေးတည်ထောင်ပြီးတော့အေးလူသင်များအတွက်ကတော့နာတိပြားကလေးလေးထွက်ရင်ထမန်းသိပြီးတာပေါ့ဝိညာဉ်ဝိမန်သိပြီးတာပေါ့သိတာဒီမဲ့ကင်နဲ့သိတယ်မဲ့ကင်နဲ့ရှုနေတယ်မဲ့ကင်နဲ့ပွားနေတယ်လို့နှလုံးသွင်းတာပေါ့ဒီလူပေါင်းနေဒီနေ့ကတော့ ခန္ဓာဓမ္မကပြတဲ့အတိုင်းအမှုလျောပฏิပတ်တိကျင့်ပေးပါဆိုတဲ့အတိုင်းအရှိကန္တာကဒီကိုကြိုက်တဲ့တတိပဌာန်၄ပါးတည်းကတခုခုကိုပြထမ်းပြီးတော့ကိုယ်ကြိုက်နေလျောတာဒီကာယ ानु ပါဒနာဝေနာ ानु ပါဒနာစိတ်တ ानु ပါဒနာဓမ္မ ानु ပါဒနာဆိုပြီးတော့ခန္ဓာ၅ပါး၄ပုံပုံထားတယ်ဘယ်ပုံမဲ့ရှုရှုအေးရှိရာကမရှိရာသိဖို့ရည်ကြီးတာ ဒါလူပေါင်းများအတွက်ကရှိရာက မရှိတာသိဖို့အရေးကြီးတယ်ပထမတိတုံးကရှိတာတိတုံးကအေးတတိဝရိယသမာဓိမဲ့ခင်ကသိတာပဲမရှိတာသိတာကသမာဓိတိသမာသင်္ကပ္ပဆိုတဲ့ပညာမဲ့ခင်ကသိတာပဲဒါကြောင့်မဲ့ခင်၅ပါးဟာတတိဝရိယဥဆောင်တဲ့အလယ်လည်းရှိတယ်ပညာကဥဆောင်တဲ့အလယ်လည်းရှိတယ်ဒါကြောင့်တို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကတတိဒဝရိယဆိုင်ပညာနဲ့ရှုဟေလို့ မှတ်ထားတဲ့အတွက်ဦးဇင်းတို့သာဓမ္မတွေကိုယ်ခန္ဓာထဲမှာကဲတင်မဲ့မဲ့ခင်ကိန်းအောင်နာသီးပြားကလေးလေးထွက်ရင်ထွမှန်သိပြီတာပေါ့ဝင်နိုင်လဲဝင်မှန်သိပြီတာပေါ့ဒီလိုထွက်တိုင်းဝင်တိုင်းလေးကိုအမှန်ကန်သိနေလို့ရှိရင်အေးကွတော့မမေ့တဲ့တတိမဲ့ခင်ကိန်းတဲ့အတွက်အပမာရောအမတံပဒံပါပဲ အပမာဒမမေ့တဲ့တတိဝရိယတမာရိမဲ့ခင်ပညာမဲ့ခင်ကိုကျေးဇူးပြုနိုင်တဲ့မဲ့ခင်တရားကိန်းတဲ့တွေအမတန်ဥနာတိမွေးကွဲ့လို့ရဖြစ်တဲ့နိဗ္ဗာန်သို့ပဒံရောက်ကြောင်းပဲလို့ခရကအတ္တဇဝဒနံဗုဒ္ဓံဆိုတဲ့အတိုင်းနှခေါလည်းမပြတ်ဘူးတခေါနဲ့ဟုတ်တယ်မန္တေကျိုးရှိတယ်ဆိုတဲ့စကားသာလေကိုလိုကြီးသုံးထားတယ်အဲဒါကြောင့်မသိသိအောင်ဆိုပြီးတော့ပြင်းပြင်းလည်းမရှိဘူး မသိသိအောင်ဆိုပြီးအောင်းလည်းမထားနဲ့ကိုပင်ကိုရှူနေကြလိမ့်တိုင်းမှမသိအောင်တတိကိုပြဋ္ဌာန်းပြီးရင်ဦးဇင်းတို့ဒကာဓမ္မတွေသိနိုင်ပါလေတဲ့အဲဒါကြောင့်ထွက်တိုင်းဝင်တိုင်းလေးကိုသိတိုင်းသိတဲ့မက်ခင်နဲ့သိနေတယ်မက်ခင်နဲ့ရှူနေတယ်မက်ခင်နဲ့ပွားနေတယ်လို့ပဲနှလုံးသွင်းပြီပါအဲဒီဟာနှလုံးသွင်းမှန်တာပဲဘုရားရှင်ကိုရောမြတ်ကြီးက ကွာမင်းတို့ဘုံငါနဲ့ထတ်တူတနာငါရောက်တဲ့မောက္ခနိဗ္ဗာန်ကြီးကိုမင်းတို့ညာနဲ့တွေ့စေခြင်းလို့ငါလုပ်တဲ့အလုပ်နှစ်ခုဖြစ်တဲ့နှလုံးသွင်းမှန်ပြီးအသင့်အတင်အားထုတ်ရင်နိဗ္ဗာန်ရောက်ပါလေလို့ဘုရောကြီးကအမိန့်ရှိထားပါလေအဲ့ဒါကြောင့်ရှိပိုင်းဟာနှလုံးသွင်းမှန်မှုအမတန်ကြီးကြီးနေပါလေ ရေရှိတာကဓမ္မတိတာကငါတွေသူတွေလက်တွေကောင်းတွေခြေစလုံးတွေပေါင်းတွေယင်းတွေပုဂ္ဂိုလ်ဤတ ত্ত্ব ဝါတွေဖြစ်နေရင်ဖြစ်တာနှလုံးသွင်းမှားတာပဲရှိတာကယုတ်ဓမ္မဖြင့်ယုတ်နန္ဓမ္မဖြင့်နန္ရေနန္တဲမှာဝေဒနာဖြင့်ဝေဒနာစိတ်ဖြင့်စိတ်ဉာဏ်သင်္ခါရဖြင့်ဉာဏ်သင်္ခါရအဲဒီဓမ္မကိုဓမ္မအတိုင်းအမှုလျော်အောင်သိမှသာတဲ့ကျင့်စဉ်မှန်ပြီးတော့ဒါနှလုံးသွင်းမှန်တာပဲ ဒါကြောင့်ဥစဉ်တို့ဒဂရမတိဧတတိကိုပြတ်ထမ်းပြီးတော့ဝရိယလေးနဲ့အားဆိုင်လာရင်ဖြင့်သမာဓိဆိုတဲ့တည်ကြည်တဲ့သဘောကင်းရင်ဖြင့်သမာဓိတော်ယထာဘုဒ္ဓံပဇာနာတိလို့တို့ဘုရားရှင်ကိုရောမြတ်ကြီးကဟောပါတယ်။တာယုပါဠိတော်အင်္ဂုတ္တပါဠိတော်ကြီးတွေမှာတိုက်ရိုက်ပဲကိုရောကြီးမိရှိတယ်။သမာဓိရှိမှဟုတ်တိုင်းမှဆိုခန္ဓာရှိနဲ့ဉာဏ်သိနဲ့ကိုက်မယ်လို့သုံးမထားတဲ့တွေ့ မာဓိလေးရအောင်မမ်းမှန်လေးဖတ်တာဝဏလေးကိုသိအောင်တတိလေးကိုပြတ်ထမ်းပြပါဒီလိုသိနေရင်ကတမာဓိတီးလာရင်တဲ့၆ द्वार ရ၆ခွင်အေးခန္ဓာစစ်ပေါ်ရ၆ द्वार ရ၆ခွင်ကာယ द्वार ရမှာလည်းပေါ်နိုင်တယ်မနော द्वार ရမှာလည်းပေါ်နိုင်တယ် ေကိုယ်ပေါ်မှာလည်းပေါ်နိုင်တယ်စိတ်မှာလည်းပေါ်နိုင်တယ်နားနှာခေါင်းမျက်စိလျှာမှာလည်းပေါ်နိုင်တယ်အဲဒီကြောက်တော်ရမှာထင်ထင်ရှားရှားပေါ်ပေါ်လွင်းလွင်းပေါ်လာရင်ထွက်တာသည်ဝနာသည်ဖြုတ်ပြီးဩအကြောင်းကြောင့်ကျူးပေါ်တဲ့ခန္ဓာပဲလို့သုံးသပ်ပေးပါအကြောင်းကြောင့်ကျူပေါ်တဲ့ခန္ဓာပဲလို့သိပြီပါ ခန္ဓာစစ်ပေဥဇင်းတို့ကရမရီ35 40လုံးရတန်တံဘုံဝနမိအလေးချိန်ရှိတဲ့ခန္ဓာကိုပြောတာမဟုတ်ပါဘူးဉာဏ်မြင်ခန္ဓာဆိုတဲ့ခန္ဓာပရမတ်ကအမှုအရာယုတ်ကဖောက်ပြန်တဲ့အမှုအရာ ပြတတ်တဲ့ဝေဒနာကခံစားတဲ့အမှုအရာပြတတ်တဲ့သင်ညာကမှတ်သားတဲ့သဘောပြောနိုင်တဲ့သင်္ခါရကတိုက်တွန်းစည်းစုံတဲ့သဘောပြောနိုင်တဲ့ဝိညာဏကတိတတ်တဲ့သဘောပြောနိုင် ဘေခန္ဓာပဲပေါ်လာလား၅ပါးတည်းကတခုခုပေါ်ရင်ဒါခန္ဓာ၅ပါးဟာတရားင်းနဲ့ဖြစ်တာပဲတဲ့သို့သောကိုယ်စီရိုက်နဲ့ကိုယ်လျော်တာကိုယ်ဉာဏ်တည်းမှာထင်ရှားတာကိုရှုပါကိုယ်စီရိုက်နဲ့ကိုယ်ဉာဏ်နဲ့လျော်တာပေါ်လာတာကိုယ်စိတ်ကကိုယ်ဉာဏ်ကဝေဒနာလို့ပြတ်ထန်းရင်ဝေဒနာလို့ရှုတာပေါ့ဗျာယုံလို့ပြတ်ထန်းပြီးထင်ရှားတဲ့ပုဂ္ဂိုလ်ကယုံလို့ရှုတာပေါ့ဗျာ ေစိတ်လူပြဋ္ဌာန်းတဲ့ပုဂ္ဂိုလ်စိတ်လူရှုတာပေါ့နောက်ဆုံးကြတော့ဘယ်ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခသစ္စာပဲဆိုတာပင်ကိုယ်တဘောကိုစွန့်တာဒုက္ခသစ္စာဩပင်ကိုယ်တဘောကိုစွန့်တာဒီဒုက္ခသစ္စာပင်ကိုယ်တဘောစွန့်တယ်ဆိုတာဥစဉ်တို့ရဂါရမတိသမာရိယလာလို့ခန္ဓာကိုယ်6တော်ရ6ခွင်ကထောက်ပြန်တဲ့သဘောပြတာဒါပင်ကိုယ်တဘောစွန့်တာပဲ မူလကကောင်းတဲ့သဘောဆွန့်ပြီးတော့မကောင်းတဲ့သဘောရင်ပြပလိုက်တယ်။အဲဒါဒီခန္ဓာစိတ်ပဲဖောက်ပြန်တဲ့သဘောပြပင်ကိုယ်သဘောဆွန့်တာဒုက္ခသစ္စာအဲဒီပြတာလေးကပင်ကိုယ်သဘောဆွန့်ပြီးတော့ကောင်းတဲ့သဘောဆွန့်ပြီးပေါ်လာပြီးပေါ်တဲ့နေရာမှာပဲသူကအေးကောင်းငင်များကောနဲ့ရှက်စီလက်တလူပဲတဲ့ပရမတ်ဆိုတာပေါ်တဲ့နေရာမှာပဲပျောက်သွားတာပဲ သို့သောအမတန်လင်းမြန်တဲ့အတွက်ဥဇင်းတို့ရဂါရမတွေတမာရရှိမှသိနိုင်တယ်။တမာရမရတဲ့ပုဂ္ဂိုလ်ကတော့ခန္ဓာကဘယ်လိုပင် ပြောညတော့လဲညာကမလိုက်နိုင်ဘူး။ဒါကြောင့်တမာရမရသေးတဲ့ပုဂ္ဂိုလ်ကတမာရရအောင်လုပ်ပါ။ဘောလာလို့ရှိရင်ဖြင့်ဩဘောလာတဲ့နေရာဟာဖောက်ပြန်လာ။အဲဒါလေးဥဇင်းတို့ရဂါရမတွေကတတိတာဝရိယစိုက်ပညာနဲ့ကဲခတ်လိုက်ရင်ဩဖောက်ပြန်တဲ့သဘောဟာတော့ ပင်ကိုယ်သဘောစွန့်ပြီးတော့ဒီနေရာမှာပဲပျောက်ပြက်သွားတာပဲ။ဟောဒါဖြင့်ဖောက်ပြန်တာလဲပင်ကိုယ်သဘောစွန့်တာပဲပျက်စီးတာလဲပင်ကိုယ်သဘောစွန့်တာပဲ။ဒါကြောင့်ခန္ဓာကိုယ်ထဲမှာညာနဲ့တာကြည့်မယ်ဆိုရင်ဖောက်ပြန်တဲ့သဘောပျက်စီးတဲ့သဘောပဲတွေ့ပါလိမ့်မယ်။အဲဒီလိုဆိုရင်ဖြင့်အာထုံမှုမှန်ပါပြီ။နှလုံးသွင်းမှန်တော့ခန္ဓာပရမတ်တွေ့တယ်။အာထုံမှုမှန်တော့သစ္စာမြင်တယ် အဲဒါကြောင့်ဥစဉ်တို့ဒကာရမတွေပေါ်လာတဲ့ခန္ဓာကိုအေးပိုင်ပိုင်နိုင်နိုင်သိရင်ဒါနှလုံးသွင်းမှန်တာပဲသူအကြောင်းကိုသိသိပြီးသိပါတခါလည်းပင်ကိုယ်သဘောစွန့်နေဆိုတာဥစဉ်တို့ဒကာရမတွေတတိလိထားနေရင်ခန္ဓာကိုယ်ကအောက်ပိုင်းကတော့လောကောင် အပေါ်ပိုင်းကတော့လောကောင်ယိုယိုရွာရွာပွက်စိတ်ကလေးတက်တယ်လို့အကလေးနဲ့ဆွတယ်လို့ပူလိုက်အေးလိုက်ကျင်းလိုက်တောင်းလိုက်ကိုင်းလိုက်ခဲလိုက်ဆိုတဲ့ အမှုရာတွေပြလာရင်ဩဒါဖောက်ပြန်တဲ့သဘောပဲဘင်ကိုယ်သဘောစွန့်ပြီးတော့သူဖောက်ပြန်လာတာအဲ့ဒီဖောက်ပြန်တဲ့သဘောလေးကိုကြည်လိုက်ရင်တဲ့ညာနဲ့ကက်ခတ်လိုက်ရင်ဒီနေရာမှာပဲတမျောလို့ပျောက်ပြတ်သွားပြီးတော့နောက်ဖောက်ပြန်တဲ့သဘောတခုပြန်ပြရဲဦးမယ်ခန္ဓာကိုယ်ကတော့ဥစဉ်တို့ကာရမတွေညာနဲ့တာကြည်နေမယ်ဆိုရင်သူကတော့ဘယ်တော့မှအေးဖောက်ပြန်တဲ့သဘောပြောလိုက် ျက်စီးတဲ့သဘောပြောလိုက်ဒီနှစ်ခုပဲသူပြောเสียရှိတယ်ဒါကြောင့်နှလုံးသွင်းမှတော့ခန္ဓာသိတယ်အေးအာထုံမှုမှတော့ဖောက်ပြန်တာနဲ့ပျက်စီးတာမြင်ပါလိမ့်မယ်အဲ့ဒီဖောက်ပြန်တာပျက်စီးတာမြင်နေရင်ကသမာဓိပညာကျင်းသွားရင်တဲ့အိမ်သေးစိတ်ကိုပြန်ထိုင်ပါအင်းတဲ့စိတ်ဆိုတာဥစဉ်တို့တရားဓမ္မတွေသိတဲ့အတိုင်းပါပဲနေလေးထွက်ရင်ထွက်အောင်အာထုတ်တဲ့စိတ်ကြောင့် ဒီလေထွက်တယ်နှလုံးသွင်းပြရမယ်ပရမတမာရီဒီတော်တော့တော့နှာတိပြအာယုံထားပြီးတော့ဟေထိတာလေးသိရင်တော့ပဲလောက်တာပဲအခုနောက်ပိုင်းခန္ဓာသိနေရင်ကမှတမာရီပညာကျင်းသွားလို့ခန္ဓာရှုစရာမရှိဘူးလို့ဒီလိုမနေပဲနဲ့အေးအိမ်တဲ့စိတ်ဖြစ်တယ်လေလေထွက်ရင်ထွက်အောင်အထုတ်တဲ့စိတ် လေလေပြန်ဝင်ရင်ဝင်အောင်အထုတ်တဲ့စေကြောင့်ဒီလေထွက်တယ်ဒီလေဝင်တယ်ဆိုတာကိုအကြောင်းကိုသိသိပြီးအကျိုးပေါ်မှာဆုံးဖြတ်ချက်ချနေပါ။ဟောဒီလေထွက်တယ်ဟောထွက်အောင်အထုတ်တဲ့စေကြောင့်ဒီလေထွက်တာပဲ။လေလေဝင်လာပြန်လဲဩဝင်အောင်အထုတ်တဲ့စေကြောင့်ဒီလေဝင်တာပဲလို့အကြောင်းသိသိပြီးတော့အကျိုးပေါ်မှာဆုံးဖြတ်နေရင်တဲ့။အေးတမရိဋ္ဌိခေါင်းဆောင်နဲ့ လောကီမဲ့ကငါပါကိန်းတဲ့တွေအမားဆိုတဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဟာအေးညံ့အောင်မသိပါလေငโกကမောရာကခန္ဓာသိတာကပုဂ္ဂိုလ်တ attva ဖြစ်တာအဲ့ဒါတရားကတရားတိုင်းသိတာမဟုတ်ဘူးတဲ့တရားကမတရားလောက်တာပဲတဲ့ခုတော့တရားတိုင်းလိုက်တော့ပေါ်ရာကလည်းတရားပဲသိတာကလည်းအမှန်ပဲ အဲဒီလူဖြစ်အောင်ဥစဉ်တို့တရားဓမ္မကြီးအိန္ဒေစိတ်ကိုပင်နိုင်ထားပြီးတော့ပေါ်ရကိုလိုက်ပါ ဥပါဒနာဆိုတာရှာရှုရတာလည်းမဟုတ်ပါဘူးလှုပ်ရှုရတာလည်းမဟုတ်ပါဘူးစောင့်ကြည့်ရမယ်လို့ဆိုတာကိုတိတိကျကျရှင်သာရိပုတ္တရာကြီးကလည်းဟောပါတယ်ဘုရားကလည်းတရားကုံတော်၆ပါးမှာတိတိကျကျမင်းတို့ရှုခံခေါ်ရကိုရှုညာနဲ့လိုက်ပါဆိုတာလည်း ဆုံးမပြီးထားပါတယ်အဲဒါကြောင့်တို့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကလည်းဘုရားကိုယ်စလဲလှုပ်ပြီးတော့အေးပေါ်ရရှုกว่าခေါ်ရလိုက်ဟိခန္ဓာကိုယ်ကတော့မခေါ်တဲ့အချိန်မရှိဘူးဥစဉ်တို့တရားဓမ္မတွေတခုသောဓမ္မကမခေါ်ရင်တခုသောဓမ္မကခေါ်မှာပဲကိုယ်ကသာလင်ကိုယ်နောပြောလူအေးညာမကင်းရင်တော့မသိဘူးပေါ့ညာကင်းရင်ဖြင့်တရားတစ်စိတ်မှာ သဗ္ဗေသင်္ခါရအိဋ္ဌာဆိုတော့ဘယ်ချိန်မှမပြည့်စည်တဲ့အချိန်မရှိအေးမဖောက်ပြန်မပြည့်စည်တဲ့အချိန်မရှိဘူးဆိုတာကိုသင်္ခါရကဖောက်ပြန်တာအိဋ္ဌာကပြည့်စည်တာဟောသင်္ခါရကဖောက်ပြန်တာဒုက္ခကပြည့်စည်တာအဲဒီဖောက်ပြန်ပြည့်စည်တာမင်းတို့ကပုဂ္ဂိုလ်မလုံးနဲ့ကွာသတ္တဝါမလုံးနဲ့ဆိုပြီးတော့သဗ္ဗေဓမ္မအနတ္တာဟောဖြစ်စေတဲ့အကြောင်းကလည်းဓမ္မပဲဖြစ်ပေါ်တဲ့အကျိုးကလည်းဓမ္မပဲဆိုပြီး ငါမဟုတ်ငါဥစ္စာမဟုတ်ဓမ္မသာဟုတ်တာကိုညံတဲ့မှာပိုင်းပိုင်းနိုင်နိုင်ရှင်းအောင်ဦးဇင်းတို့တရားဓမ္မတွေပေါ်တဲ့ခိုက်သည့်သည့်ပေါ်ပြီးတော့ဖောက်ပြန်လာတဲ့အခိုက်ပေါ်ပေါ်တယ်ဆိုတာဖောက်ပြန်လာအဲ့ဒီဖောက်ပြန်ပြီးတော့နောက်ပိုင်းပျက်စီးသွားတယ်တော့ပိုင်းမဲ့သည့်သည့်သိရင်အဲ့ဒါအမှန်သိကြည့်ပဲဒီလိုသိနေရင်ကပျောက်ပြင်းရင်အိမ်သေးစိတ်ပြန်ထိုင် ထုတရားမရှိဘူးလို့ဒီလိုမအောင်မင်းနဲ့အေးအပြင်းဧည့်တဲ့အတွင်းဧည့်တဲ့မရှိရင်အိမ်တယ်ရှိလိမ့်မယ်ဟေးလို့တို့ဘောဘုရားတော်ဘုရားကြီးကလည်းတည်တည်ချာချာဆုံးပါထားတယ်အဲဒါကြောင့်နှလုံးသွင်းမှတော့ပေါ်လာသည်အားတုံမှုမှတော့ပြက်တာတည်တယ်။ဒါကြောင့်ခန္ဓာကိုယ်ထဲမှာ ဖောက်ပြန်ပြည့်စည်တယ်ဆိုတာဖြစ်တာနဲ့ပြက်တာကိုပြောတာပါတဲ့။စကားတလုံးအဆန်းသုံးတာမဟုတ်ပါဘူး။ ဒါညံတဲ့မှာမပေါ်လွင်ပေါ်လွင်မထင်ရှားထင်ရှားအောင်နှလုံးသွင်းတောင်းဦးဇင်းသူယေရှုပြုနေတယ်။ဒါကြောင့်စောင့်ကြည့်ပါ။ဘာမှမတွေ့သေးရင်အော်လေးလေးထွက်ပြန်ထွက်အောင်အထုတ်တဲ့စိတ်ကြောင့်လေးလေးထွက်တယ်လို့အကြောင်းသိသိပြီးတော့အကျိုးပေါ်မှာဆုံးဖြတ်ချက်ချနေစမ်းပါ။လေးလေးဝင်လာပြန်လဲဝင်အောင်အထုတ်တဲ့စိတ်ကြောင့် ။အော်ဒီလေးဝင်သွားတာပဲဆိုပြီးတော့အကြောင်းသိသိပြီးတော့အကျိုးပေါ်မှာဆုံးဖြတ်ချက်ချနေပါ။အဲဒီလိုဆုံးဖြတ်ချက်ချနေတာနှလုံးသွင်းမှန်းနေတာပဲ။နှလုံးသွင်းမှန်တော့အကြောင်းသိသိတော့ဝိသိကိစ္စသေးတယ်အကျိုးပေါ်မှာဆုံးဖြတ်ချက်ချနိုင်တော့ငါငေါ့စာပြောက်ပြီးဓမ္မသဘောညာရောက်အောင်ဆုံးဖြတ်နိုင်တော့ဒိဋ္ဌိသေးပါလေ။ဒါကြောင့်နှလုံးသွင်းမှန်တော့ဒိဋ္ဌိဝိသိကိစ္စသေးပါလေ။ အာတုမှုမနဲ့ဆိုတာခန္ဓာကပြောတဲ့သဘောကိုစောင့်ကြည့်ရမှာကိုချစ်ချင်တာကိုမြင်ချင်တာကြည့်လို့မရဘူးကိုဖြစ်ချင်တာကိုမြင်ချင်တာကြည့်ရင်အနတ္တတဲ့အတ္တဝင်လာမယ်အဲဒီတော့သူပြတာကိုဦးဇင်းတို့ဒကာရမတွေကဩဓမ္မသဘောကဒီလိုပြောတာပါလားဩဒါခံစားတဲ့သဘောပြောနေတာဟောဝေဒနာပဲဝေဒနာပေါ်ရင်အနည်းဆုံးကြောက်ဟာ ဖတ်တာကြောင့်ဝေဒနာပေါ်တယ်လို့တွေးပြီးစမ်းပါဝေဒနာရှုတဲ့ယောဂီများကဒုက္ခဘောဘောဒုက္ခဘောဘောဥပ္ပခါဘောဘောပေါ်လာတဲ့ဝေနခန္ဓာဖြစ်ဖတ်တာကြောင့်ပေါ်လာပြီလို့ပိုင်းပိုင်းနိုင်နိုင်အကြောင်းသိသိပြီးအကျိုးပေါ်မှာဆုံးဖြတ်ချက်ချပြီးစမ်းပါဟိုစိတ်ကိုရှုတဲ့ပုဂ္ဂိုလ်ကဩအာယုံတော်အတိုက်လို့ပေါ်လာပြီ ဒီလိုအကြောင်းကိုသိသိပြီးအကျိုးပေါ်မှာဆုံးဖြတ်ချက်ချနိုင်အောင်နှလုံးသွင်းပြီးစံပါရုပ်ကိုရှုတဲ့ယောဂီများကဩကံစိတ်ဥဒ္ဒဟာယအကြောင်းတရားကြောင့်ဩပေါ်လာတဲ့ဘူလိုက်အေးလိုက်လုံလိုက်ငိမ့်လိုက်အဲလုံလိုက်ငိမ့်လိုက်ဘူလိုက်အေးလိုက်တောင်းလိုက်တင်းလိုက်အဲကျင်လိုက်နာလိုက်အမျိုးမျိုးတွေဟာဩဒါသူအကြောင်းတရားကြောင့်သူဖြစ်လာတဲ့ အကျိုးတရားပဲဆိုပြီးတော့အကြောင်းပေါ်မှာသိသိပြီးတော့အကျိုးပေါ်အကျိုးကိုပိုင်ပိုင်နိုင်နိုင်ဆုံးပြနိုင်အောင်လုပ်ပြီးဆံပါအဟုတ်သစ္စာရှုတဲ့ပုဂ္ဂိုလ်ကလည်းဘောလာသမျှဒုက္ခသစ္စာပဲလို့ရှုနေတဲ့ယောဂီများကလည်းဟောသမှုရိယသစ္စာမချုပ်သေးဘူးဒုက္ခသစ္စာပေါ်မှာပဲဆိုပြီးတော့အကြောင်းသမှုရိယသစ္စာကိုသိသိပြီးတော့အကျိုးဒုက္ခသစ္စာပေါ်မှာပိုင်ပိုင်နိုင်နိုင်ဆုံးပြပြီးဆံပါ အဲဒီလိုအကြောင်းသိသိပြီးအကျိုးပေါ်မှာဆုံးဖြတ်ပြီးတော့သိနေရင်ဒါနှလုံးသွင်းမှနဲ့တွေ့လောကီမဲ့ခင်ကကကိမ့်ပါလေအဲဒီလိုလောကီမဲ့ခင်ကငါဘာကိမ့်ပြီးတော့မှဦးဇင်းတို့ဒကာရမတွေကခန္ဓာချင်းတူမတူအကဲခတ်ပါဘောလာတဲ့ခန္ဓာလေးဟာရှိပဲရှိသေးသလားတူပဲလာသလားဥမာတကုနာတဲ့သဘောလေးဟာ <coughs> ပျောက်ပယ်သွားလားတိုးပဲနာလာသလားအကျင်းတဲ့သဘောလေးကပျောက်ပယ်သွားသလားတိုးပဲကျင်းလာသလားဆိုတာကိုဦးဇင်းတို့ကဓမ္မရိတမာရိကောင်းကောင်းနဲ့ကြည့်လိုက်ရင်ညာနဲ့သာကြည့်မယ်ဆိုရင်တိုးတဲ့သဘောလေးတွေ့မှာဆုပ်ယုပ်သွားတဲ့သဘောလေးတွေ့မှာအဲဒါဖြင့်ဒီကောတော့ပေါ်လာတဲ့တရားဟာခိုင်ကြီးတဲ့သဘောမဟုတ်ပါလားပစ္စည်းတဲ့သဘောသူပြောသွားတာပဲဆိုတာကို ဩခန္ဓာကိုယ်ကဒါကြောင့်ဖောက်ပြန်တဲ့နဲ့ပျက်စီးတာရှိတာပဲဆိုတာညံသေးကပိုင်ပိုင်နိုင်နိုင်ဆုံးပြတ်နိုင်ရင်တဲ့ဒါအနိစ္စမေခပါပဲခန္ဓာပြောကအနိစ္စညံတိကမေခဆိုတာအဲ့ဒါခန္ဓာပြောတဲ့သဘောကိုအေးတမာရီနဲ့စိုက်ပြီးပညာနဲ့ဝေဖန်ပေးစမ်းပါဒီလိုစောင့်ကြည့်ရင်ဖြင့်ဥစဉ်တို့ဒကာရမတွေ ဒီမဲ့ခင်ကိုရင့်ကြအောင်အော်မဲ့ခင်ကိန်းလို့မြင်တာဟာခန္ဓာကိုယ်ရဲ့ဖောက်ပြန်တဲ့သဘောပျက်စီးတဲ့သဘောတွေမြင်လာရင်အော်မဲ့ခင်တရားကိန်းလို့မြင်တာပဲပင်ကိုယ်ကလည်းဖောက်ပြန်ပျက်စီးနေတာပဲမဲ့ခင်မကိန်းတော့မမြင်ဘူးခုမြင်အပ်တဲ့မဲ့ခင်ကိန်းလို့မြင်တာအော်မဲ့ခင်သာလည်းအာကုဇရာရှိတာခန္ဓာကအာမကူးတိုက်တဲ့ကိစ္စကိုသူကိုယ်တိုင်ပြောနေတာပါလားလို့ဆိုပြီးတော့ခန္ဓာရဲ့ အပြစ်တွေကိုဦးဇင်းတို့ဒကာရမကြီးမဲ့ခင် အာကိုပါမြရင်ခန္ဓာအပြစ်တွေအမြင်တန်းလာပါလိမ့်မယ်ခန္ဓာရဲ့အပြစ်တွေထူးထူးတွင်တွင်သိလာပါလိမ့်မယ်လို့ဆိုလိုတာပါပဲဥနာထားတဲ့တရားတွေသိထားတဲ့ဥစ္စာတွေဒီချိန်မှာဘေးချိတ်ထားတာကိုနာထားတာကိုသိထားတဲ့အဘုဒ္ဓတွေခဏယက်ထားသမှာခန္ဓာကိုယ်ကပြောတဲ့အသည့်အစ္ဆကတိကိုပိုင်မနေနဲ့ဆုံးပြတ်ပြီးတော့ ဉာဏ်သိသိအောင်လို့ပါတဲ့။ဘာပြုလို့လဲဆိုရင်တဆင်ကြားသည်ရလည်းနိဗ္ဗာန်မရောက်ဘူး။ကိုယ်ကကိုယုံကြည်သိတဲ့အသည့်ရလည်းနိဗ္ဗာန်မရောက်ဘူး။ဘုရားကသီးသီးခြားခြားဟောတာလည်းထွေထွေအားကြံဖန်သိတဲ့အသည့်လည်းမရောက်ဘူးကွ။သာနဲ့ပြီးနဲ့ပြိတ္တကနဲ့သိတဲ့အသည့်လည်းမရောက်ဘူးကွပြစ်ဆက်ခခန္ဓာက ပြောတဲ့အသည့်သိမှနိဗ္ဗာန်ရောက်ရောက်အောင်ကျေးဇူးပြုမယ်အသည့်ပဲလို့ အတိချောင်မျိုး၅မျိုးပဲပစ္စက္ခတိဆိုတာအခုဥစဉ်တို့ဒကာရမတွေထိုင်းနေတဲ့ခိုက်မှာခန္ဓာကိုယ်ကခုပစ္စုပန်တဲ့တယ်မှာ၆တွာရက တခုသောတွာရကနေပြပါလိမ့်မယ်အဲဒီပစ္စက္ခပြလိုက်တဲ့အချိန်မှာကိလေသာရှားမထိုးခင်ဒိဋ္ဌိမကိလေသာတဏှာကိလေသာရှားမထိုးခင်ကိုကဩဒါအကြောင်းကြောင့်ချူပေါ်တဲ့ခန္ဓာပဲ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးသိပြီးသမ်းပါပြစ္ဆက်ခါသိနော်ပြစ္ဆုတ်ပံတဲ့ရမယ်ဆိုတာပေါ်တာကလည်းပြစ္ဆုတ်ပံသိတာကလည်းကိလေသာဈာမကိုပဲနဲ့သိရင်နဲ့ဒါပြစ္ဆုတ်ပံသိပါပဲတခြားကိလေသာဈာမကိုလို့ဘဝနေသိမ့်တန်းကြီးခုညာတော်လည်းဒါပြစ္ဆုတ်ပံသိရောက်တယ်လို့တို့ကျေးဇူးတော်ရှင်မဟုတ်ဆရာတော်ဘုရားကြီးအဆုံးမပေးထားတယ်အဲ့ဒါကြောင့် အေးပေါ်လာရင်အကြောင်းကိုသိသိပြီးတော့အကျိုးပေါ်မှာငါမဟုတ်ငါဥစ္စာမဟုတ်ခန္ဓာသာဟုတ်တယ်ဆုံးဖြတ်ချက်ချနိုင်တဲ့အတိမျိုးရောစောင့်ကြည့်စမ်းပါကြည်ရင်ကမှပျောက်ပြက်သွားတဲ့သဘောလေးတွေပြက်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 ပြီးတော့အေးနောက်ကြတော့အဖြစ်မမြင်မနဲ့အပြက်ကြီးအမြင်သားနဲ့ပုံကိုကြတော့လေဩငါမဟုတ်ငါဥစ္စာမဟုတ်လို့ပြက်နေတာပဲ ငါလူမလိုက်ပါလားပုဂ္ဂိုလ်လူတတ္တဝါကြိုက်နင်းနဲ့မှမလိုက်ပဲနဲ့ပစ္စည်းတွေတဘောကြီးပြောနေတာပါလားဆိုတာကိုအေခန္ဓာပြောကိုပိုင်ပိုင်နိုင်နိုင်ဆုံးပြတ်နိုင်ရင်ဖြင့်အေဥဇဏုဒဂရမတွေအမတန်ထူးမြတ်တဲ့အေတတန်တရားလုံးကမှောင်ကျနေတာအေးဒါတိလိုက်တာပါပဲတဲ့အလင်းရတာပဲခொနည်းခဏလေး ကိုနီယကောနီလီမိုးမောင်ကြီးကြာနေတဲ့အထက်ရှက်စီလေးဝင်းတယ်လို့လက်သွားလို့အေးခန္ဓာရဲ့အကြောင်းတပတ်များလုံးကမသိခဲ့ညာတော်လေအခုတော့ဘာနာနဲ့ဂျုံဆရာကောင်းနဲ့ဂျုံပြီးထောင်တတ်တဲ့နားနဲ့အေးနှလုံးသွင်းမှန်တဲ့အလုပ်လုပ်ပြီးတော့ကျင့်လိုက်တော့ဩနှလုံးသွင်းမှန်တော့ပေါ်လာသည်အာထုံမှုမှန်တော့ပြက်တာသည်ဒီနှစ်ချက်နဲ့ပဲကွာငါရောက်တဲ့မောက္ခနိဗ္ဗာန်ကြီးမင်းတို့ရောက်ပါလိမ့်မယ်လို့ ဘုရားကတိတိကျကျတာဝန်ခံထားတဲ့အတွက်ဥစဉ်လူဒကာရမတွေကိုယ့်ဘက်ကမချို့ရင်းရင်ဖြင့်နှလုံးသွင်းမှန်ရင်အေးခန္ဓာပေါ်မှာဒိဋ္ဌိဝိသကိစ္စစင်ကြယ်ပြီးတော့အမှန်တည်းကိမ့်ပါနိုင်မယ်ခန္ဓာပြောတာတိလိုက်လို့ရှိရင်ဖြင့်ဩဖောက်ပြန်ပြည့်စည်နေတဲ့ဝိပရိနာမလက္ခဏာဒုက္ခသစ္စာဆိုတဲ့သဘောညံရောက်သွားပါလိမ့်မယ်အဲဒါကြောင့် ဘောရာသိရင်လည်းပြက်တာသိခြင်းလေလို့လိုက်မနေနဲ့နောက်အစာတို့တခုအစ်စ်ပေါ်ဟောအရင်ဘောရာမရှိဘူးခါခုနောက်အစ်စ်ပေါ်လာပြန်မှာအစ်စ်ပေါ်လာတယ်ပြောရုံရှိသေးအစ်စ်ကဟောင်းဖြစ်ပြီးနောက်အစ်စ်တစ်မျိုးပေါ်လာလေဦးမယ်အဲဒီလိုပေါ်လာခြင်းမတူတဲ့သဘောသိလို့ရှိရင်လည်းဒါပြက်တာသိတာပဲအပြည့်ဆိုတာတွေးမှသိတာနော်ညာမြင်ဆိုတာမတွေးဘဲနဲ့သိတာမဟုတ်ဘူး ဒါကြောင့်စိတ်စိတ်ချင်းရှုတဲ့ပုဂ္ဂိုလ်များအလွန်တင်ရှားတယ်တွေးမှသိတယ်။အဲဒီတော့ဥစဉ်တို့ဓမ္မတွေအတွင်းဧည့်သည်ကိုလည်းတတိထားပါဦးလို့ဥစဉ်တို့ကမြတ်တရားပါတယ်။အပြင်ဘက်ပေါ်တဲ့ဧည့်သည်တွေတော့ဥစဉ်တို့ဓမ္မတွေတင်ရှားတယ်အတွင်းမှာပေါ်တဲ့ဧည့်သည်ကညှို့တတ်ပါတယ်။အတွင်းမှာပေါ်တဲ့ဧည့်သည်ဆိုတာကအေးလောဘဒေါသမောဟအလောဘ အာဒောသာဟိတွေးတိုးတဲ့စိတ်တရားအတွင်းမှာငါဘာအာယုကာမဂုဏ်နဲ့ပတ်သက်ပြီးတွေးတဲ့ကာမဝိတ္တတိဗျာပါရဝိဝိတ္တတိဝိဟိန္ဒဝိတ္တတိအဲ့ဒါတွေကပေါ်တတ်ပါတယ်အဲ့ဒီဝိတ္တတိပေါ်လာရင်ဝိဇ္ဇနုရကာရမတွေဟိဒီအတွင်းကိုပြန်လှည့်ရှုပါအတွင်းရှုပြီးကာမကိုရှုနေကြမူလကမ္မထံကိုပြန်ကောက်ပါ လုံးမဘွဲ့နဲ့ပင်ရှုနေရင်မရဘူးကိလေသာကကြားကိုပါမြရင်နောက်ဆုံးကျတော့မက်ကထွက်ပြရတဲ့သဘောမျိုးရောက်တတ်တယ်အဲဒါကြောင့်စောင့်ကြည့်စမ်းပါစောင့်ကြည့်ပါကောင်းကိုစိုက်နေရင်ဖြီးပြီးချင်းမှတ်ပြီးတတိနဲ့အိုးကိုကိုကိုအပိဘဝတန်တရားတစ်လျှောက်လုံးကကိုကိုကိုကဲတင်တဲ့လို့တစ်ချိန်မှမလုံးဘူး

မာနကလည်းချုပ်ပြီအဲ့ဒါကြောင့်ဦးဇင်းတို့ဒကာရမကြီးခန္ဓာကိုမညာနေမဲ့ခင်ကိုအကိုခန္ဓာညာရင်ကိလေသာလာမယ်ညာအကိုမှခန္ဓာအဖြစ်တည်အမြင်သာမယ်ဒါကြောင့်ညာကိုအကိုပါစောင့်ကြည့်စမ်းပါဘာမှမပေါ်ရင်အိန္ဒေစိတ်ပြန်ထိုင်ပြီးပါပေါ်ရင်ပေါ်ရလိုက်ပါ